ကရနီပြည်နယ်ဒီမော့ဆိုမျိုးနယ်ဒေါငန်ကကြေးရွာမှာရှိတဲ့ဒီလာရှင်ကျောင်းကိုစစ်တပ်နဲ့ပြန်လို့ဘီတုစစ်တို့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဘီတုကကွေရတဲ့ဒီမော့ဆို DMO လုတ်ကဲ PDF တိုက်ရင်နေဒရွန်တပ်ဖွဲ့ကရဲဘော်ရှဲတို့ပြောပြထားပါတယ်စက်တင်ဘာလ26ရက်နေ့မနေ့7ရက်နေ့ခွဲအချိန်မှာဒေါငန်ကဒီလာရှင်ကျောင်းကိုစစ်တပ်နဲ့ပြန်လို့တပ်တို့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုထားပါတယ် ပြီးခဲ့တဲ့အောက်ဂူလာ30ရက်နေ့ကလည်းစစ်တပ်ကဝိုင်းထွန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒုံငန်ခါတီလာရှင်ကျောင်းမှာရှိတဲ့နထတိုက်အဆောင်တဆောင်မီးလောင်ပြကျခဲ့တယ်လို့ပြောပါရယ်ဒီမိုးဆိုအနောက်ဖက်ခြမ်းဒုံငန်ခါမှာနေစဉ်တိုက်ပွဲဖြစ်ပွားနေပြီးလိုအပ်ချက်တွေများစွာရှိနေတဲ့အတွေ့ပြည်သူများအနေနဲ့ပါဝင်ကူညီပေးပါရန်တောင်းဆိုထားပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကလည်းဒီမိုးဆိုအနောက်ဖက်ခြမ်းတနန်းဥကွိုင်းကက်သလစ်ဘုရားကျောင်းကို စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖះချောင်းပျက်စီးခဲ့ရပါရှင်။